လက္ခဏာနဲ့ပတ်သက်ပြီးလေးလာမှုတွေများပြောချင်ပါနဲ့ဒီနေ့ပထမဆုံးပြောချင်တာကအယံအသက်လမ်းကြောင်းပါအယံအသက်လမ်းကြောင်းနဲ့သက်ဆိုင်တဲ့လက္ခဏာပညာရည်တွေကစိတ်ဝင်စားဖို့ကောင်းပါတယ်အယံအသက်လမ်းကြောင်းပါမယ်ဆိုရင်ရေပုံရအဖြစ်ပေါ့ဗျာအများစုပြောကြတာဒါကတော့လက္ခဏာပညာမတက်တဲ့သူတော်မှသုံးသကြတာကအယံအသက်လမ်းကြောင်းပါရင်တဲ့အသက်ရှိမယ်တဲ့ လက္ခဏာပညာစရာတော်တော်များများကလည်းအဲ့ဒီလိုမျိုးပဲတောင်းသက်ကြတာများပါတယ်တကယ်တော့အရန်အသက်လမ်းကြောင်းဟာအသက်ရှင်မယ်ဆိုတာထက်တော့မှပိုပြီးကျယ်ပြန့်တဲ့အကြောင်းတရားတွေရှိပါတယ်ကဲလေ့လာကြည့်အောင်ဗျာအရန်အသက်လမ်းကြောင်းဟာလက္ခဏာရှင်ပြီးတော့အသက်လမ်းကြောင်းလိုပဲအရေးပါလာလို့အထူးလေးပေးကြည့်ရတဲ့လမ်းကြောင်းပါဒီလမ်းကြောင်းဟာအတလမ်းကြောင်းအတွင်းဘက်မှာအတလမ်းကြောင်းနဲ့ကလေးအပါရှိတဲ့လမ်းကြောင်းမှာ လက်ကဝတ်တို့တိုင်ပါရှိတတ်ပါလေသူ့ရဲ့ထူးခြားတဲ့တတိကတော့အသက်လမ်းကြောင်းကိုထောက်ကူပြုပြီးအသက်လမ်းကြောင်းမှာအပြတ်တောက်နေတဲ့နေရာနဲ့အပြစ်ဖြစ်နေတဲ့နေရာတွေမှာဖာထီးပေးတဲ့လမ်းကြောင်းလည်းဖြစ်ပါလေဒါကြောင့်အရန်အသက်လမ်းကြောင်းနဲ့ပါတဲ့သူတွေကိုအသက်ရှည်တဲ့ပြောတာပေါ့အသက်ဟန်ဒီကနေရင်ဆိုင်ရတဲ့အခါအသက်မသေးဆုံးကိုကာကွယ်ပေးတဲ့လမ်းကြောင်းပါဒါအပြင်တခြားထူးခြားတဲ့တတိရှိပါလေအရန်အသက်လမ်းကြောင်းကိုလမ်းကြောင်းရှည်ဖြစ်တွေ့ရတဲ့သူလမ်းကြောင်းငယ်လေးဖြစ်လဲတွေ့ရတတ်ပါလေ အသက်လမ်းကြောင်းမှာကံလမ်းကြောင်းလေးများထွက်ရှိတတ်တယ်လို့အရင်အသက်လမ်းကြောင်းမှာလည်းကံလမ်းကြောင်းလေးများထွက်ရှိတတ်ပါလေဒီလိုထွက်လာတဲ့ကံလမ်းကြောင်းလေးဟာအသက်လမ်းကြောင်းကိုမဖြတ်ဘူးဆိုရင်လက္ခဏာရှင်ကမူလရှိတဲ့စွမ်းရည်ထက်ပိုတဲ့စွမ်းဆောင်ရှိရပါမယ်ဒီအချိန်မှာတိုးတက်မယ်လို့ဆိုပါတယ်တကယ်လို့အဲ့ဒီကံလမ်းကြောင်းလေးဟာမူလအသက်လမ်းကြောင်းကိုဖြတ်ပြီးဆက်တက်နေမယ်ဆိုရင်လက်ပုံစံကောင်းကင်လက္ခဏာရှင်ဟာထူးခြားတဲ့စွမ်းရည်ကြောင်းထူးခြားတဲ့အခြေအနေတစ်ခုဖြစ်ပေါ်ပြီးချမ်းသာတတ်ပါလေ ဲ့ဒီကံလမ်းကြောင်းဟာတလမ်းကြောင်းကိုဖြတ်ပြီးဥကောင်းလမ်းကြောင်းကိုထိနေတဲ့အခါသူ့မတူအောင်မှညံကြည့်တဲ့ပုံကိုဖြစ်တတ်ပါလေဖြတ်ထွန်းညံကောင်းတဲ့တကယ်လို့မူလကံလမ်းကြောင်းကိုထိနေခဲ့မယ်ဆိုရင်တော့လက္ခဏာရှင်လုပ်တဲ့လုပ်ငန်းတိုင်းအတွက်နောက်ွယ်ကထောက်ပံ့ပေးနိုင်တဲ့အင်အားကြီးသူရှိနေတတ်တာဖြစ်ပါလေကြောထောင်းတော့ခံကောင်းကောင်းရှိနေတဲ့သဘောပြတာဖြစ်ပါလေအရင်တလမ်းကြောင်းမှာထောက်ပေါ်နေတဲ့ကံလမ်းကြောင်းလေးတွေဟာတစ်ခါတည်းရမှာနှစ်ကြောင်းပြီးတူအမှားလမ်းကြောင်းဖြစ်ရှိတတ်တာကိုလည်းတွေ့ရပါလေ ီအမွာကလန်းကြောင်းလေးဟာမူလအသက်လန်းကြောင်းဖြတ်ပြီးဦးကောင်းလန်းကြောင်းထိနေမယ်ဆိုရင်အလွန်ကောင်းတယ်လို့မထင်ပါနဲ့မှားပါလိမ့်မယ်သူရဲ့အတွေးခွန်နဲ့ညံကောင်းခြင်းတွေကိုခန္ဓာကိုယ်ကမလိုက်နိုင်ဖြစ်ပြီးအုံနှောင်းနဲ့အာယုံကြောဆန်ရယောဂါတွေခံစားရတဲ့အမှတ်သားဖြစ်သွားပါလိမ့်တကယ်လို့လက်ပုံစံညံနေမယ်ဆိုရင်တော့ကာမရာကမှမထိန်နိုင်မသိနိုင်ဖြစ်တဲ့သဘောပြပါလိမ့်တောက်ကြကြုံကုန်ကိုလည်းတေချာကြည့်ရပါမယ်အရာသက်လန်းကြောင်းအတက်လာတဲ့ကလန်းကြောင်းငယ်ဟာ မူလကံလက်ကြောင့်ဒါမှမဟုတ်အောင်မြင်လက်ကြောင့်ကိုဖျက်ထွက်သွားမယ်ဆိုရင်တော့အညံ့ဘက်ပြန်ရောက်သွားပါပြီ။ဒီလိုကံတရားပါလက်တဲ့သူတွေကတော့သူလုပ်ကံတဲ့လုပ်ငန်းတွေရဲ့အောင်မြင်ခြင်းတွေဆုံးရှုံးရပါလိမ့်မယ်။အထောက်အပံ့တွေရဆိုင်ခံရတဲ့မျောလင့်တယ်လို့ဖြစ်မလာတတ်ဘူး။ရည်မှန်းချက်ပျက်စီးတတ်တယ်။အရန်အတလန်းကြောင့်ကထွက်လာတဲ့ကံလန်းကြောင့်လေးဟာမူလအတလန်းကြောင့်ဥကောင်းလန်းကြောင့်လို့ဖြစ်ပြီးနှလုံးလန်းကြောင့်အထိတိုင်းရှင်လျားစွာဖျက်ကြောင်ရင်တော့အိမ်တော်ကြီးလန်းကြောင့်အထိသွားဖျက်ရင်တော်တော်ရှားပါတယ်ဒီလိုပုံစံအရတော့ ဒါလက္ခဏာရှိရင်အိမ်တော်ရေးပေါ်သစ္စာမဲခြင်းပြသပါတယ်။ဒီသစ္စာမဲတဲ့အတွက်အလွန်တော့ကများတော့ဖြစ်တတ်ပါတယ်။အင်မတန်တွေ့မြင်ခဲ့တဲ့ ပုံစံပါ။အရန်တလန်းကြောင့်မှလမ်းကြောင်းတစ်ချောင်းဟာတင်းနယ်လာကြုံကုန်ကိုမူလလမ်းကြောင်းကိုဖျက်ပြီးဆင်းသွားတဲ့ခီးသွားလမ်းကြောင်းပါခဲ့ရင်တော့လက္ခဏာရှိဟာအလွန်အသက်အန္တရာယ်များတဲ့ခီးကြမ်းတွေတွားတတ်ပါတယ်။ခက်ခဲတဲ့ခီးပါ။အသက်ရှင်နေတဲ့ကာလပတ်လုံးအလုံးနဲ့လက်မပြောင်းလောက်ရတတ်ပြီး လုံရတဲ့လုံကလည်းအသက်အနေရရှိတဲ့ခီးသွားလုပ်ငန်းနဲ့ပတ်သက်နေတာမျိုးဖြစ်ပါလေ။ဒီလမ်းကြောင်းထိုင်မှာခင်းကွာပုံပါရင်တော့အရက်သေးစာတော့ရတာခုံမင်းတဲ့သူဖြစ်တဲ့လို့သွေးအေးအေးနဲ့ရက်ဆက်တဲ့သူလည်းဖြစ်တယ်လို့ကျန်းနေမှာဆိုပါလေ။အရင်တလန်းကြောင်းမှာကြောမှတ်သားပါရှိရင်လက္ခဏာရှင်ကဒေါသကိုမထိနိုင်ပဲသူတစ်ပါးတော့ကိုရန်ရှာရင်မိမိပါအသက်အနေရကြာရောက်တတ်ပါလေ။တကယ်လို့အရင်တလန်းကြောင်းမှာအဖြတ်တွေ မှဲ့တယ်ကျုံးတယ်ကြက်ချီတယ်ပိုင်းမကောင်းတဲ့အမှတ်သားတွေပိုင်းတတိထားရမယ်ဆိုတဲ့အကြောင်းတင်ပြပေးလိုက်ပါတယ်နောက်ထပ်လမ်းတစ်ခုအကြောင်းပြောချင်တယ်ဗျအခုပုံမှာဖော်ပြထားတဲ့အတိုင်းညာလမ်းကြောင်းအစမှာတန်ခွေဆက်ပုံစံဖြစ်နေလားပြောရမယ်ဆိုရင်တော့ဗျမိမိရဲ့လက်ဖွားမှာအနည်းနဲ့အများပါမပါတိုက်စစ်ကြည့်ပါဒီတန်ခွင်းဆက်တွေဟာဘယ်လန်းကြောင်းမှာပဲပပ မကောင်းကျိုးပေးပါလေကောင်းကျိုးလုံးဝမပေးပါဘူးပြောရမယ်ဆိုရင်တန်ခွေးစားအာနီတင်ဟာပါရှိတဲ့ဘယ်လန်းချောင်းကိုမစိုးအာနေစေပါလေမပါတာအကောင်းဆုံးပါတကယ်လို့မိမိညာလန်းချောင်းအစားပါဒီလိုတန်ခွေးဆက်လေးတဲ့နည်းနည်းများပါနေရင်အုံနောက်တော့မဥကောင်းမောချင်ရာအယုံကြောနဲ့စိတ်ဒီသုံးခုမှာတစ်ခုခုအထူးအာနေတတယ်တချို့ဆိုရင်သုံးခုလုံးအထူးအာနေတာတွေ့ရပါလေလက်ပုံစံဟာ၄တော့လက်ပုံစံဖြစ်ပြီး အငြင်းရှိပြီးတော့စိတ်ကူးရင်လက်မျိုးအလွန်နုနယ်ပြီးတော့အားနည်းတဲ့လက်ရည်စာညံ့တဲ့လက်မျိုးမှာတွေ့ရှိရင်တော့အထူးဘေးဥပတ်ဖြစ်စေတတ်ပါတယ်။လေတောင်းလက်လိုအားကောင်းတဲ့လက်မှရှိတော့အငြင်းကဖြစ်ပြေပါတယ်။လူတယောက်ရဲ့စိတ်အတက်အကျအာယုံကြောင့်အုံနောက်ပိုင်းဆရာအားနည်းမှုတွေကိုတပြိုင်တည်းထဲတော်၎င်းတစ်ခုချင်းစီအလဲကျတော်၎င်းခံစားရပါလိမ့်မယ်။တချို့ဆိုရင်ဂျိုးကုံအားကောင်းခြင်းလက်ရည်စာလက်ကြောင်းများကောင်းခြင်းကိုကိုယ်နိုင်က တတိကဆင်ကျင်နေထိုင်ပါပလေဒီတန်ခွင်းဆက်အားဟာဘဝတစ်ချုံလုံးကြီးမားစွာ ပြပြပဲအသက်ကြီးပိုင်းနေဝချင်ကြမှာအုံတော့မညံအထူးယော့နေလာခြင်းအတိတ်မိခြင်းကိုမာဖြစ်ခြင်းအာယုံကြောထူအားနေခြင်းငိုလိုက်ရီလိုက်စိတ်တကြမြဲခြင်းဒါမျိုးတွေဖြစ်တတ်ပါလေတနင်္လာချုံကိုတကယ်လို့ကိုယ်စင်းသွားရင်စိတ်ပန်းဆိုင်ရာပို့ပြီးတော့အာယုံစိတ်တင်ပါလေညာလဲကြောက်ပါပါ တချို့ညံလဲကြောင့်တွေမြင်ဖို့မှာပါတနင်္လာကြောပုံကိုစိုက်ဆင်းနေတာလည်းရှိပါတယ်ဒီညံလဲကြောင့်အစမှာတန်ခွင်းဆက်ပါသူတွေဟာငယ်စဉ်စေကျော်တက်ဘဝမှာတက်လက်ပိုင်းလောက်ထိကိုစိတ်တက်စိတ်ကြောင်လည်းတွေစိတ်လီတက်တယ်တွေးဝေတက်တယ်တွေးဟာစိတ်များတယ်အာယုံစုဆိုင်မှာအခက်ခဲရှိတယ်ဝေးရပါပါသူဆိုငယ်စဉ်ကလေးကမြင့်မှန်တက်တဲ့တမားတွေမှာအများဆုံးပါတက်ပါတယ်ခုနောက်ပိုင်းကာလတွေမှာတော့ကလေးငယ်တွေရလာပါပြီမှာပါတွေ့လာရတက်ပါတယ် မိမိမှာတန်ခွေးဆက်များပါပါကလည်းစိတ်ညစ်စရာမလိုပါဒီတန်ခွေးဆက်အာနိသင်အစိုးရကိုတမာတိအာဂါတာအနိုင်ယူနိုင်ပါလိမ့်မယ်ဒါကြောင့်မိမိလောကမှာပါနေတမထထိုင်ခြင်းတရားအထုတ်ခြင်းမလုပ်နိုင်အောင်မှာအယုံစုဆိုင်ခြင်းစာဖတ်ခြင်းပညာရဲ့တစ်ခုခုဘာသာရဲ့တစ်ခုခုသိကြစွာအယုံဆိုင်လည်လာခြင်းပြုလုပ်သင့်ပါလိမ့်တန်ခွေးဆက်ကအပိုင်းအစဆိုပေမဲ့လည်းအဓိကအချက်ပဲဖြစ်ပါတယ် ဒီတန်ခွင်းစကားအခုပြောတာကညာလဲကြောင့်ဥကောင်းလဲကြောင့်မှာပါနေလို့ပါဗျာအဲ့ဒီလိုမဟုတ်ပဲနှလုံးလဲကြောင့်မှာတန်ခွင်းဆက်ပါနေတယ်မကောင်းဘူးဗျဘလို့မကောင်းဘူးလဲဆိုတော့နှလုံးရောဂါဝေဒနာ အများဆုံးဖြစ်နိုင်တယ်အိမ်တော်ရေးကံအားနဲ့တယ်အချီရေးနှလုံးသားရေးရနဲ့ပတ်သက်ပြီး အမြဲတမ်းကိုဟာ အရှုံးဘက်ကဖြစ်တယ်အမြဲတမ်းကိုဟာပေးဆက်တတ်သူ ဖြစ်တယ်ဒါပေမဲ့ကိုယ်ကိုလည်းဘယ်သူမှကျေးဇူးမတင်ဘူးဒါကြောင့်ကိုဟာ အမြဲတမ်းခံစားရပါတယ်တကယ်လို့ဗျာအဲ့ဒီတန်ကွင်းဆက်ကဒီအတက်လန်းကြောင့်မှပါမယ်ဆိုပါလို့ဗျာအတက်လန်းကြောင့်မှတန်ကွင်းဆက်ပါပြီဆိုရင်တော့မိတ်ဆွေအနေနဲ့ကျမ်းမာရင်မကောင်းတာသေချာအမှန်တရားဖြစ်ပါလိမ့်ဒီလိုတန်ကွင်းဆက်အတက်လန်းကြောင့်မှပါတဲ့သူတွေဟာကျမ်းမာရင်လည်းညံဖြစ်တယ်ပါလိမ့်မကောင်းပါဘူးကဲနောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်းနဲ့ဗျာမိတ်ဆွေရဲ့ လက်မထိတ်မှာရှိတဲ့ဘွေကိုပေါ့ဗျာဘဲဘွေမဆိုပေါ့ဗျာခေါင်ဘွေဘွေပဲဖြစ်ဖြစ်ဒါကခယူဘက်ဘွေပဲဖြစ်ဖြစ်ပေါင်ကူးဘွေပဲဖြစ်ဖြစ်ရောထွေးဘွေပဲဖြစ်ပေါ့ဗျာဘလို့ဘွေကိုမဆိုအဲ့လိုမျိုးကန့်လန့်ဖြစ်မြင်ကြောင်းငယ်လေးတွေဟာအထက်ပိုင်းမှာဖြစ်နေရင်ကိုကလူမှုစီးပွားရေးအခြေအနေတွေမှာမကောင်းဘူးဗျာကိုဘောသူတို့ဘာကြောက်ခံရတတ်တယ်အဆက်ဆက်ရာတတိထားလောက်ကင်တယ်မှာလေ တကယ်လို့အဲ့ဒီကလန့်ဖြတ်မြင်းချောင်းငယ်ကဖွေရဲ့အောက်မှာဖြစ်ရင် သူတစ်ပါးမျက်ခိုးမွေးပေါ်ဇင်းချံရှောင်းနေတဲ့သူဖြစ်တယ်စိတ်ရင်းကောင်းအောင်ထားဖို့လိုအပ်ပါတယ်ဒီမြင်းကြောင်ကဖွေးလေကနေဖြတ်နေရင်တပိုင်းစားဖြစ်တာတွေ့ရင်လူမှုဘဝစီးပွားပြပြတက်ပါလေအထူးသဖြင့်မင်းပြူလေးတွေလက်မှာဒီလိုဖြတ်လန်းပါနေရင်ဘယ်ယောက်ျားလေးကမှလက်မထက်မချင်းအလွဲတကူယုံကြည်လမ်းရောချင်းမပြူရပါဘူးအင်မတန်မှဆူဆူဝါးတွေဖြစ်တတ်ပါလေ နောက်လက္ခဏာလမ်းတစ်ခုပြောချင်ပါတယ်။မိတ်ဆွေရဲ့လက်ညှိုးကိုကြည့်ပါ။လက်ညှိုးဒုတိယဆင်မှာစပားစီပါနေလား။စပားစီပါတော့ကိုအများစုကတော့ဗျာလူအများစုကတော့ဒါလက်မလိုပဲတွေးပါတယ်။ဆရာတော်များကလည်းလက်မကိုပဲအဓိကထားကြည့်ပြီးဟောပါတယ်။ဒါပေမဲ့တခြားလက်ချောင်းတွေမှာလည်းပါတက်တယ်ဗျာ။ပါဠိပါထားရှိတယ်။ခုပြောသလိုပါဗျာမိတ်ဆွေလက်ညှိုးဒုတိယဆင်မှာလက်မစပစီပြူထွန်းနေပထမအရွယ်မှာကျန်တဲ့ပင်မနဲ့လောလောဝတက်တယ်ဒီအစ်စ်မှာစပောင်းစီက လုံပြီးတော့အစံပါရင်တတောင်တတလုံပြီးလောက်ရတတ်တယ်။အဲ့ဒီမှာလို့မဟုတ်ပါနဲ့စပားစည်းကအနေငယ်ဟာနေအစံတဝက်တပြက်တာရှိနေတယ်ဆိုရင်တော့တတတယ်ဆိုပေမဲ့ပင်ပန်းစွာအနေငယ်တော့လောက်ကန်ရတတ်တယ်လို့ဟော်ကင်းထွက်ပါလေ။ကဲလက္ခဏာနဲ့ပတ်သက်ပြီးဒီနေ့မှာတော့လေ့လာမိတဲ့ချက်တွေပြောပြတာပါ။နားဆင်ပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။